အပ္ပမိဒံဘိက္ခူမနုဿနာအာယုတဲ့ယနေ့ခေတ်သူတို့ရဲ့တက်တန်းဟာတိတ်တူတယ်ဟုတ်တယ်အသက်တရားရမ်းလို့ဆိုရင်တရားနေရတဲ့လူဆိုတော့ရှားတယ်ဟောနာယေးကြောင်ညာကြည့်လိုက်လို့ရှင်ဟုတ်လား30 40 50 60 90တွားကုန်ညာမရှိတော့အဲ့တော့လူတွေရဲ့အသက်တန်းဟာတရားဆိုတာမမှန်းနိုင်လောက်အောင် ရှိလျားတဲ့ အရှိကြီးပဲဖြစ်နေအဲ့တော့ခဏခင်လူတွေရဲ့တတဟာလုံးကိုတိုးတယ်စဉ်းစားရမှာလူတတဟာလုံးတိုးတယ်တိုးတဲ့အခါမှာသိသွားပြီဆိုရင်သိသွားလို့ရှိရင်သိသွားရင် ပြီးရောလာတချို့ဘာသာတရားတွေကတော့သိသွားတာရဲ့နောက်မှာဘာမှမရှိဘူးလို့ထင်ကြတယ်။နောက်ဘဝကိုမယုံကြည်ကြတာနဲ့မရှိဘူးလို့ ရှုံးကြကြတာဒီနှစ်ခုရှိတယ်ပေါ့။နောက်ဘဝရှိတယ်ဆိုတာမယုံဘူးမရှိဘူးလို့ယူဆကြတယ်။မြတ်စွာဘုရားကတော့နောက်ဘဝရှိတယ်လို့ဟောထားတယ်။ကမဏီယောတံပရာယောတဲ့။နောက်ဘဝကိုမင်းတို့သွားရမှာပဲတဲ့။ဒါလူဆိုတာဖြစ်ပြမှုကစင်စဲမဲ့ပြတ်သွားနေတာဆိုတော့ဒီဘဝဆုံးသက်သွားလို့ရှိရင် နောက်ဘဝပြန်စားမယ်။ဒီလိုဆိုလို့တယ်။တံပရာယော နောင်တမလွန်ဘွားဆိုတာကပဏီရောရောက်ရမှာပဲရောက်ကိုရောက်အောင်မှာဒီဘွားသေးသွားရင်နောက်ဘွားတစ်ခုတော့ရောက်မှာအဲ့တော့ဘွားဆိုတဲ့ထဲမှာလူတွေရဲ့နောက်ဘွားလမ်းကြောင်းကိုမြတ်စွာဘုရား၅မျိုး32ဘုံကိုဂတိ၅မျိုးနဲ့ခွဲခြားပြီးတော့ပြထားတယ်ဘဝမှာနေထိုင်ကြတဲ့နေဘုံနေထိုင် lifestyle ပေါ့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ lifestyle ပေါ်မှာအမိပြုပြီးတော့သူတို့နောက်ဘဝမှာရှောက်သွားနိုင်တဲ့လမ်းကြောင်းကြီးက90ရှိတယ်တဲ့မကောင်းမှုဒုစရိုက်တွေကိုအလွန်ကြုံပြုတဲ့ပုံကိုယ်တွေကြတော့ပြင်းမှန်းဆင်းရဲတဲ့ငရဲဘုံကိုရောက်သွားလိမ့်မယ်ဒါလည်းလက်တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြစ်မှုကျွလွန်သွားလို့ရှိရင် ထောင်သွင်းခြင်းချအနှိမ့်ဆက်ခံရတာလည်းခုဟာရှိတာပဲလေ အဲ့သဘောပဲသူလှုပ်တဲ့လှုပ်ရအတိုင်းပဲသူကအဲ့တော့အငင်းသက်ခံရတဲ့ငရဲဘုံကိုရောက်သွားနိုင်တယ်တာလန်ကြောင့်တခုအဲ့တဲ့နည်းနည်းတက်တာတဲ့ပြမှုဆိုလို့ရှိရင်တရိษံဘုရားရောက်သွားမယ်အဲ့တော့တရိษံကတက်တာတဲ့လူသားဆိုရတယ်လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်စားခံရတာတွေတရိษံတွေပဲလေကဘာမှာကြည့်ကြည့်ပေါ့နေ့စဉ်နေ့စဉ် လူသေးရတဲ့အစာပေါင်းများစွာတိရစ္ဆာန်တွေဟာတတမရှိခင်လူတွေရဲ့သစ္စာနေကြတာသစ္စာယုံနေမကဘူးအနိုင်ကျင့်တာတွေဘလို့ဆိုးလဲလို့ဆိုရင်ခုခေတ်မှာဆိုရင်ဤပညာဆိုပြီးတော့အတုံးချပြီးတော့ကျက်တွေပါလေးဆိုကြာဘူးရဖဖူးရပြောရမယ်ဆိုရင်ကျက်တွေကိုမလုံးမလုံးနိုင်မရှာနိုင်အောင်ချင်းချင်းကြက်ကြက်ကလေးမှထားပြီးအစာကျွေးဥခိုင်း ဆေးရီကျွေးဥခိုင်ဝက်တီဆိုလဲအသာတို့အောင်လို့အဲ့လိုလုပ်ပြီးတော့သတ်စာနေကြတာလေအဲ့တော့လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်မှုဟာအတိုင်းနဲ့အလွန်ဆိုးဝါးလွန်နေပေါ့တိရစ္ဆာန်တွေကိုတပ်တပ်ဖြတ်ပြီးတော့အနိုင်ကျင့်စားတော့နေရမသိခင်နဲ့ချုံနှောင်ထားတယ်သိပြီပြီးတော့လဲတတ်လိုက်တယ်အဲ့တော့သူတို့ဘဝလွတ်လပ်တာရှိမှဖြစ်ရှိတာ တချို့ဆိုလို့ရှိရင်တရဘွားဘွားတောင်မယူမရောက်သေးဘူးဥမာမဲ့၅ဥလေးတွေဆိုရင်၅ဘွားတောင်မရောက်ဘူးလေဥဘွားနဲ့ပဲဆုံးသွားတယ်ကြက်ဥတွေဆိုလည်းကြက်တွေဟာအကောင်တော်မဖြစ်လဲအကောင်မဖြစ်ရင်အလင်းရောင်ပဲတွေးရမယ်အမောင်နဲ့ပဲသူတို့ဟာဘဝခရီးကိုသွားနေရတာတကယ်အမောင်နဲ့ကအမောင်နဲ့သွားနေတာတတိယအဆင့်မှာပဲတိတ်ဆုံးသွားကြတဲ့တရဝရတွေကမြောင်များစွာရှိတယ်တန်းချီရှိတယ် နေစဉ်နဲ့နေစဉ်နဲ့အမြတ်မှလည်းတပ်ဖြတ်ခံနေရတဲ့တရားတွေအများကြီးပဲအဲ့တော့လောကကြီးခြေနေကိုကြည့်လိုက်မယ်ဆိုရင်ဒါတရားတွေတရိစ္ဆာန်လောကကိုကြည့်လိုက်မယ်ဆိုရင်အညမညခါရိကဒုပ္ပလခါရိကတကောင်းကောင်သတ်စာငါးလည်းငါးချင်းလည်းစားတာပဲဖားလည်းဖားချင်းလည်းစားတာပဲ မွေရလဲမွေချင်းစားတာပဲဒါအញ្ញမညာခါရိကာမျိုးတူတွေလဲတတ်စားတာဒုဗလာခါရိကာအာမရှိတဲ့ကောင်အာရှိတဲ့ကောင်အနိုင်ကျင့်တတ်ဖြတ်စားတာဒါတိရစ္ဆာန်ဘောရဲ့အနေထားကြည့်သူတို့ထမင်းတွေပဲချက်ပြုတ်စားရမှာမဟုတ်တာအရှင်လက်လက်တတ်စားတယ်အရှင်လက်လက်မျိုးတယ်အဲ့ဒီတိရစ္ဆာန်ဘောကကိုယ်လည်းရောက်သွားကြတယ်အဲ့ဒီတဲ့နည်းနည်းတတ်တတ်ရင် ပြိတ္တာဘော တိတ်တဘွားဆိုဆာဆောင်လောင်းလောင်းငငပြက်ပြက်အများရန်ဆာလောင်းနေတဲ့ hungry ghost ပေါ့အများရန်ဆာလောင်းနေတဲ့ပြိတ္တဘွားဆင်းရဲဒုက္ခရောက်နေတဲ့ပြိတ္တဘွားရောက်တယ်တဲ့အဲကုသကောင်းမှုနေရှင်တော့လူဘဝလူကတိမနုဿကတိရောက်လာအဲ့ဒီတဲ့ကုသကောင်းမှုကိုများများကြီးပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ နတ်ပြည်တို့ဂျမပြည်တို့ရောက်အဲ့ဒါကိုဂတိ၅ပါးလို့ခေါ်တယ်တိရိယဂတိတိရိသာနာဂတိပေတဂတိမနုဿဂတိတေဝဂတိအဲ့တော့ဘယ်သူပဲဖြစ်ဖြစ်ခဏိလူသားတွေဟာဖဲနိုင်ငံသားပဲဖြစ်ဖြစ်ပါလူမျိုးပဲဖြစ်ဖြစ်သေသွားရင်ဒီ၅ခုတစ်ခုတော့ရောက်သေးကြတယ်အကုသိုလ်များရင်ငရဲရောက်မယ်ဣရိယာဂတိ အဲ့ဒီတက်တာရင်တရိစ္ဆာနာဂတိတရိစ္ဆာဘုံရောက်မယ်အဲ့ဒီတဲ့တက်တာရာပိတဂတိပြိတဘုံရောက်မယ်ဩချမ်းသာဒုက္ခရတာမနုဿဂတိလူဘုံရောက်မယ်ဒေဝဂတိနတ်ဘုံရောက်မယ်လို့အဲ့ဒါကိုပြောတာခမဏီယောတံပရာယော မင်းဒီဘဝသေလို့ရှိရင် နောက်ဘဝတစ်ခုတော့ရောက်မှသေချာတယ်ရောက်သွားလိမ့်မယ်တဲ့အဲ့တော့လူအသက်ဟာတူတယ်နောက်ဘဝဆိုတာအေကန်ရှိတယ် ဒါကြောင့်ဒါဖြင့်ပါလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်ကတ္တပံကုသလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလို့တယ်ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်နော်အစာအစာစာတောင်မှပဲခန္ဓာကိုယ်အကျိုးပြုတဲ့အစာစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစာစာရှိတယ်တဘာဝကောလေ အဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခု အပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကို ကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်အရှင်းရှင်းလေးရေသူကနော်အပြစ်ရေပြီးတော့အကျိုးထုတ်တဲ့အခါသူကနှစ်ခုမှတ်တာကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတဲ့အပြစ်ကင်းတဲ့တန့်စင်တဲ့ကောင်းကျိုးထုတ်ဆောင်ပေးတယ် ဒါအကုသိုလ်အကုသိုလ်ဆိုတာပြည့်အပြည့်ရှိတယ်တဘာဝကောမကောင်းဘူးမကောင်းတဲ့အကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာ နောက်ဘဝသွားရမှာဆိုတော့ကတ္တပံကုသလအပြည့်ကင်းပြီးကောင်းကျိုးချမ်းသာပြီးမဲ့အလုပ်တွေကိုမင်းတို့လုပ်သင့်တယ်အဲ့ဒီအလုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားပါဟောတော်ဌာနလောက်တာ ဒါနလုတ်တာဆိုတာဘုန်းကြီးကြောင်းလှူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးเนาะအဲတချို့ကဒါနလုတ်တယ်ဆိုအဲ့ဒါမှာမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှာကြွေးတာမွေးတာဟိုရင်ပြုတာကိုစားတဲ့တည်းခွဲပေးတာကိုညီတာအားလုံးဟာဒါဒါနတွေကြီးပဲကော်ဖီတစ်ခွက်တိုက်ထားစမြှောက်ဝေးစားတာမှန်တယ်ဒါနပဲကိုပေးတာမိဘကိုကြွေးတယ်မိသားစုကြွေးတယ် မေတ္တာနဲ့အလုံးမိသားစုကျွေးတယ်။နောက်ဆွေမျိုးမိသင်္ကာတွေကျွေးတယ်။အလှူဒါနပြုတယ်။အလုံးတာတွေကဒါနတွေကြီးပဲနော်။တိလာဆိုတာကိုကျင်တရားထိန်သိမ်းဆောက်ရှောက်တယ်။သူများသက်မသက်ဘူး၊သူများဥစ္စာမခိုးဘူး။သူတော်ဘာသမယားကိုမပြစ်မှားဘူး၊လူသိက္ခာကိုထိန်သိမ်းတယ်။မူတဝါဒလူတစ်ဖက်သားဒုက္ခရောက်တော့အောင်လိမ်မီပြောဆိုတာမဟုတ်ဘူး။ မုဒ္ဒဝါရဆိုတာသူများဒုက္ခရောက်တော့ပြောတဲ့မုဒ္ဒဝါရကိုဆုလို့တယ်ဒီနေ့။မြတ်စွာဘုရားကိုယ်တိုင် ရှင်းပြတဲ့မုဒ္ဒဝါရတရားရုံမှာဖြစ်စေဆွေမျိုးတွေရဲ့အလဲမှာဖြစ်စေလူပရိသတ်အတွင်းမှာပဲဖြစ်စေသူ့ကိုတသက်အရာထားပြီးတော့ခေါ်မေးတယ်။ဒါမင်းသိတာပြောစမ်းမြင်တာပြောစမ်းဆိုရင်မမြင်မနဲ့လည်းမြင်တယ်ပြောတယ်မသိဘဲနဲ့လည်းသိတယ်ပြောဒီလိုလိမ်ပြီးပြောသည့်အတွက်ကြောင့်တစ်ဖက်သားဒုက္ခရောက်သွားတယ် အဲ့ဒီမူတဝါဒမျိုးကိုဆိုလို့လေပေါ့အဲ့ဒါမျိုးရှောင်းအောင်အဲကိုရှိရတဲ့အတိုင်းမပေးခြင်းလို့မရှိဘူးလို့ပြောတဲ့အဲ့ဒီမူတဝါဒမျိုးပြောတာမဟုတ်ဘူးတဲ့နော်သူတစ်ပါးကိုအကျိုးပြတ်တော့လုပ်တဲ့မူတဝါဒမျိုးမဟုတ်ကြောက်လို့လိမ့်နေဒါအဲ့ဒီဟာမျိုးပြောတာမဟုတ်ဘူးတဖက်သားကိုဒုက္ခရောက်တော့လိမ့်ပြီးတော့ပြောတဲ့မူတဝါဒအဲ့ဒါမျိုးရှောင်းရမယ်နော် ဘုရားစေဝသေးသေးတောက်သုံးမှုကိုရှောင်ရမယ်။ဒါကဘာလို့ရှောင်ခိုင်းတာတော့ဆိုရင်လူရတံမောကပါတော့ဆိုတော့အသိဉာဏ်။လူဟာတိရစ္ဆာန်နေတဲ့သာရပါတော့ဆိုရင်အုံနောက်လို့ပြောခြင်းပြောပေါ့။တင်စားပြောတာအုံနောက်ဆိုတာ။အသိဉာဏ်ကိုဆိုလို့တယ်။အဲ့ဒီအသိဉာဏ်ကိုဝေဝါပျက်စီးသွားစေတတ်တာဘုရားစေဝပဲလေ။အဲ့တော့ကိုတံမိုးရှိတဲ့အရာတခုဆုံးရှုံးသွားတာကိုလူတွေကမသိလိုက်ကြဘူး။ ပိုက်ဆံတဆုံရုံသွားမှရွှေတွေငွေတွေဆုံရှုံသွားမှဆုံရှုံနေထင်နေတာမှန်ကို့မှာရွှေနဲ့ငွေနဲ့ဝယ်လို့မရတဲ့အုံနောက်ဆုံးသွားတာပို့ဆိုတယ်အတိညာနေအတိစိတ်တွေဆုံးသွားတယ်အဲ့ဒါကိုဘသူက ဆုံရှုံစီတုံးဆိုဒီအရက်ကဆုံရှုံစီတယ်တေဒီရက်ကဆုံရှုံစီတယ်အဲ့ဒီအချိန်မှာကြည့်လိုက်လူဟာမူးယစ်နေတဲ့အချိန်အောင်ကြည့်လိုက် hallucination ဖြစ်တယ်အမှန်တရားတွေကိုမသိတော့ဘူး မပြောသင့်တာတွေပြောလာတယ်အဲ့လိုအသိစိတ်ပျောက်သွားတယ်အမှတ်တင်ညာတွေပျောက်သွားတယ်ဘဝမျိုးဟာ အချိန်နှစ်မျိုးဟာတော်တော်ဆိုးရတဲ့အချိန်နှစ်ပဲပေါ့အဲ့ဒါကြောင့်မို့လို့ဝိရစေဝဆိုတာရှောင်းတဲ့နေတေတေရဲ့တောက်သုံးတာကိုရှောင်းတဲ့နေဆိုအဲ့တော့အဓိကကတော့သီလဆိုတာ၅ပါးသီလပဲ၅ပါးသီလကတပါးလုံရင် ပြီးတယ်လို့မရှိဘူး၅ပါးလုံးလုံမှဘာကြောင့်လို့ဆိုရင်လူဘဝဆိုတာ၅ပါးလုံးပြည့်စုံမှ လူဖြစ်လာလို့ရှိရင်လူတိုင်းဟာအသက်ရှိခြင်းတယ်နော်နောက်တခါပစ္စည်းဥစ္စာ ပေါ်ခြင်းတယ်ခုံတိတ်ခါရှိခြင်းတယ်အဆွဆွဲကဲရမခံခြင်းဘူးအဲကျူးမြင့်ခြင်းတယ်ဆိုအဲ့ဒါတွေကငါးပါးတည်းလာလုံးမရမှာအသက်ရှိဖို့အတွက်ပဏာတိပဒလုံးဝမယ်ငွေจิตနာပြည့်စုံမှုအတွက်အရိဏဒါနလုံးဝမယ်ခုံတိတ်ခါရှိဖို့အတွက်ကာမေတုမိစ္ဆာဆရာလုံးဝမယ် စွတ်စွဲမခံရဖို့အတွက်မူတဝါဒလုံးဝမယ်။အိုင်ကျူမြင့်မှုအတွက်သူရမေးတွေလုံးဝမယ်။ကဲလူပီပီသသနဲ့လူဘဝမှာတန်ဖိုးရှိဖို့ဆိုတာငါးဝတိလလွယ်လို့ဘာဖြစ်။ငါးဝတိလမပြည့်စုံရင်မပြည့်စုံနိုင်ဘူး။သူဆိုလို့တယ်။ကျန္တာရီတော့လုံးဝရဲ့ဗန္ဓတိပါဒမလုံးမှုဆိုရင်ငငယ်ငယ်သေးမှာပဲလေအဲ့လိုပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာတထေသဖြစ်ပြီးမွေးသေးသွားပါလို့မလဲ။အဲ့ဒါကြောင့်မို့လို့ တိလဆိုတာအပြစ်ကင်းပြီးတော့ကောင်းတဲ့အလုပ်ဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒါကိုလုပ်ရမယ်။မြတ်စွာဘုရားကငါးပါးတိလနဲ့ပတ်သက်ပြီးဒီမှာစရိတ္တဗံမြမစရိယံမြတ်သောအကျင့်ကိုကျင့်မှလူတွေအတွက်မြတ်သောအကျင့်ဆိုတာအ ਨੇ စုံငါးပါးတိလအကျင့်ကိုပြောတာနော်။စရိတ္တဗံမြမစရိယံမြမစရိယံဆိုတာအမျိုးမျိုးရှိတယ်ထင်မယ်။ဟိုဓမ္မပါဠိစပ်ဆိုလို့ရှိရင်အိမ်တော်ကြီးမဖောက်ပြန်တာလဲမြမစရိယလို့ခေါ်တယ်။မေ မေတ္တုမှုကရှောင်ကျင်တာကိုလည်းဗြဟ္မစရိယလို့ခေါ်တယ်။ဒါနကောင်းမှုကိုလည်းဗြဟ္မစရိယလို့ခေါ်တာရှိတယ်ပေါ့နော်။အဲဒါကြောင့်စရိတပံဗြဟ္မစရိယဆိုလိုတာကမြင့်မြတ်တဲ့အပြုမှုနဲ့နေထိုင်ပါလို့ဆိုလိုတယ်။လူသိခါရှိရှိမြင့်မြတ်တဲ့အနေအထားမျိုးနဲ့နေပါတဲ့။ဆိုပြီးတော့မြတ်စွာဘုရားပါတိပေးတော်ဆိုနတ္ထိဇာတတအမရဏံ။ဒါလုံးဝကိုမှတ်သားထားရမယ့်စကားပဲ။ မွေးလာပြီးတော့မသေးတဲ့လူဆိုမှရှိဘူးလောကမှာဒါအရေးကြီးတယ်ဒါမှမဟုတ်နတ္ထိသာတ္တအမရဏမွေးလာပြီးတော့မသေးတဲ့လူဆိုတော့လောကမှာမရှိဘူးတဲ့ဘယ်သူမှမရှိဘူးเนาะဘယ်လူမျိုးမှလည်းမရှိဘယ်နိုင်ငံမှလည်းမရှိဘူးမွေးလာပြီးသိမှာပဲဒါသိကြပေါ့အဲ့တော့မွေးလာပြီးမမအိုရာမအိုဘူးဆိုတာဟိုရုပ်ပြည့်စင်မြတ်ကြီးဖြစ်မသွားတာရှိကောင်းရှိနေသေးတယ် မွေးလာပြီးတဲ့နောက်ယောဂမဖြစ်ဘဲနဲ့တသက်လုံးကျမ်းမာတာရှိကောင်းရှိနိုင်တယ်နော်မွေးလာပြီးမသေးတာဆိုတာမရှိကုန်ဖြစ်ဘူးနောက်ဆုံးကတော့သစ္စာချင်းမှာအဆုံးသတ်မယ်ဆိုအဲ့တော့မသေးခင်ပါလေလုံလဲဆိုမြတ်စွာဘုရားလုပ်ငန်းနှစ်ခုပေးထားတယ်ကတ္တဗံကုသလစရိတဗံပြမစရိယံကောင်းတာတွေလုံကောင်းတဲ့အကျင့်ကိုကျင့်ဒီစကလုံးနှလုံးကအမှန်တမ်းတာသွားတယ်ကောင်းတာတွေလုံပြီးတော့ ကောင်းတဲ့အကျင့်ကိုကျင့်ပါကောင်းတဲ့အမှုရာတွေနဲ့နေထိုင်ပါလို့ဆိုလိုတယ်အဲ့တော့လောကမှာဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုလိုက်နာပဲဆိုလို့ရှင်တော့တမိုးရှိတဲ့အနေအထားတစ်ခုကိုရရှိမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားပေးထားတဲ့ကုသိုလ်ကောင်းမှုဆိုတာအဆင့်သင့်ရှိတယ်အဆင့်သင့်ရှိတယ်မိဘလှုပ်ကြွေးတာလည်း ပထမတန်ဖို့ရှိတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်။မိတ်ဆွေသင်ကအပေါင်းအသင်းကိုကူညီဆောင်ရတာလည်းပဲအမတန်ကောင်းတဲ့အချင်းပဲ။သူစရတရားတွေကျင့်သုံးနေထိုင်တာလည်းအမတန်ကောင်းတဲ့အချင်းပဲ။ဒီအချင်းတွေဟာဘဝရဲ့ဒုက္ခတွေကို အတော်အသင့်တားဆီးနိုင်တယ်။သို့တော့ဘဝကထွက်ဖို့အတွက်ကတော့မလုံလောက်သေးဘူးတဲ့။အဲ့ဒီအချင်းတွေလည်းမလုံလောက်သေးဘူးတဲ့။ဘဝကထွက်မြောက်ဖို့ကြတော့ဘာလုပ်ရမလဲဆိုရင် စိတ်တည်ငြိမ်အောင်ကြိုးစားပြီးတော့အသိပညာကိုတိုးမြင့်ရမယ်စိတ်တည်ငြိမ်အောင်ထားတာကတမာရီချင်းစဉ်တမထအကျင့်ကိုကျင့်တာအသိပညာကိုတိုးမြင့်တာကြတော့ဝိပဿနာအဲ့ဒါနှစ်ခုမလုတ်ဖဲနဲ့ဘဝကမထွက်နိုင်ဘူးလူတိုင်းလူတိုင်းအဲ့တော့စိတ်တည်ငြိမ်အောင်လုပ်တဲ့ထင်မယ်တန်ဖိုးရှိတဲ့ထင်မယ်ကုသတရားတွေကိုမြတ်စွာဘုရားကဝေလာမသုတ်တံမှာ အကောင်းဆုံးကုသိုလ်တွေကိုရွေးချယ်ပြီးတော့ဟောထားတာလေးကိုမှတ်သားသင့်တယ်ပေါ့ကုသိုလ်တွေထဲမှာတဲ့ပတ်စံငွေကြေးတနာအတုံးချပြီးတော့လှူတယ်အလှူတွေထဲမှာကြောင်းဆောင် အဆောက်အဦဆောက်ပြီးတော့လှူတာအကောင်းဆုံးနဲ့ဒါပြင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ကဘာလို့ဆိုရင်အေးအဆောက်အဦတွေလှူတဲ့ကုသိုလ်တွေကောင်းတာကတော့ယသဖေယတရားတန်ခါယရဏသုံးပါးကိုကိုယ်ကိုစိတ်ကတဲ့တရဏဂုံ ကုသိုလ်တွေ ဒါပါတော့ဆိုဘဝကိုအနှင်းထားတာဘလို့အနှင်းထားတာလို့ဆိုရင်ဗုဒ္ဓံသရဏဂိသာပြီဆိုရင်ဖရာရဲ့အဆုံးမတိုင်နေပါမယ်ဓမ္မံသရဏဂိသာပြီဖရာဟောတဲ့တရားတိုင်ကျင့်သုံးပါမယ်တန်ခါသရဏဂိသာပြီကုသိုလ်ကောင်းမှုတန်ခါတွေနဲ့လုပ်ပါမယ်ဆိုရင်ဒီသုံးခုပဲနော်အဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်ကခொနာကငွေကြေးတနာအကုန်ကြခံဆောက်လှူတဲ့အလှူတဲ့မြတ်တယ်တဲ့တခါအဲ့ဒီတရဏဂုံဆောက်တည်တာတဲ့ပိုမြတ်ဖို့ရအတွက်ကျတော့ကုချင်းသီလကိုထိမ့်သိမ့်ပါ ၅ပါးသီလအဲ့ဒီတဲ့ကောင်းတာရှိသေးလားလို့ဆိုရှိတယ်မေတ္တာပွားပါအဲ့တော့မေတ္တာပွားရဲဆိုတဲ့အခါမှာယောက်ျားဆိုရင် ကိုယ့်ရဲ့အမျိုးသားတန်ငယ်ချင်းအမျိုးသမီးဆိုရင်လည်းအမျိုးသမီးတန်ငယ်ချင်းမိတ်ဆွေတွေကြည့်ပြီးတော့အာသူ့ဘဝအဆင်ပြေပါစေချမ်းသာပါစေပြုံးရှင်ရေမောနိုင်ပါစေလို့သူ့ကိုအာရုံပြုပြီးတော့မေတ္တာပွား ပွားပြီးရင်အဲ့ဒီမေတ္တာလေးကိုအခြေခံပြီးတော့ရှားွက်တဲ့ရှိတဲ့လူတွေမြို့တဲ့ရှိတဲ့လူတွေဒေသမှာရှိတဲ့လူတွေတနင်္ဂနွေလုံးတကဘာလုံးကိုပြန်ပွားအောင်လုပ်ပေးလိုက်အဲ့ဒီမေတ္တာတရားကတော့ခုနကတရဏဂုံသီလတဲ့ပို့တံမိုးကြည့်တယ်တဲ့သူကဒါပြင်အဲ့ဒီတဲ့တံမိုးကြည့်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုတော့ရှိသေးတယ်ဘာလို့ဆိုရင်လောကကြီးမှာဘယ်ရာမှမမြဲဘူးအလုံးဟာ တခဏသာဖြစ်တယ်။ထာဝရဆိုတာမရှိဘူး။ဖြစ်ပြီးရင်ပြတ်သွားမှာပဲဆိုတဲ့အတိညာဉ်ကိုအခြေခံတဲ့ဝိပဿနာဉာဏ်။အဲ့ဒီဝိပဿနာတရားတော့လှုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးအမြင့်ဆုံးကုသိုလ်ဖြစ်တယ်တဲ့။ဒါကဝိလမသုတ်တံမှာဟောတယ်ဟာနော်။အဲ့ဒါတွေကိုပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကအေလူသတ္တဟာလွန်တူတော်နေ ခမဏီယောတံ္ဗရာယောမင်းတို့နောက်ဘဝဆိုတာရောက်အောင်မှာကတ္တဗံကုသလံဒါကြောင့်မို့ကုသလုပ်ပါစရိတဗံပြမစရိယအကျင့်မြတ်ကိုကောင်းတဲ့အမှုအကျင့်တွေကိုကျင့်သုံးပါလို့ဒီလိုတိုက်တွန်းနှိုးဆော်တဲ့ထဲမှာအလုံးအမြင့်ဆုံးကုသိုလ်ကိုလုပ်ခြင်းနဲ့ဆိုင်ဝိပဿနာတရားကိုကြိုးစားအထုတ်ဖို့လုပ်ကြရမှာဖြစ်တယ်တဲ့ဝိပဿနာတရားသိတာလေနိဗ္ဗာန်နဲ့အနည်းဆုံးဝိပဿနာလုံးမှမက်ဖို့ဆိုတာတွေ့မယ်မက်ဖို့တွေ့မှနိဗ္ဗာန်ဆိုတာမြင်မယ် ဒီတိုင်းကတော့နိဗ္ဗာန်ဆိုတာမြင်မှာမဟုတ်ဘူးအဲ့တော့မှန်းဆပဲကြည့်လို့ရတယ်အဲ့တော့မဲ့ဖို့နိဗ္ဗာန်ရဖို့မဲ့ဖို့ဆိုတော့လောကုတ္တရာအဆင့်ကိုရောက်ဖို့ကြတော့ဝိပဿနာတရားဝိပဿနာလေးကားနဲ့တက်မှရောက်တယ်ဆိုတာကိုမှတ်သားနိုင်ကြမှာဖြစ်ပါတယ်တရားချက်ခင်သူတော်ရှင်ပြိဋ္ဌာန်ပေါင်းတို့နေ့ဥကာလအခါသမယမှာစပြီတဘာဝတရားကြီးရဲ့ပြောင်းလဲနေတဲ့အနေအထားတွေကိုမှတ်သား တန်ဝေကယူချပြီးတော့သူပြောင်းလဲနေတဲ့အထက်ကနေပြီးတော့အနှစ်သာရရအောင်သူတို့တွေစ조사အထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီတတိပညာကြီးစွာထား၍조사အထောက်နိုင်ကြပါစေကုန်တည်း